ကြာရှုံးချိန်မှာခေါင်းပေါ်ပါသင်ငန်းစာယူပါအလုပ်တွေအဆင်မပြေတဲ့အချိန်ငွေကြေးအဆင်မပြေတဲ့အချိန်မိသားစုရေးအဆင်မပြေတဲ့အချိန်အချစ်ရေးအဆင်မပြေတဲ့အချိန်စားရတဲ့အခက်ခဲများစွာရင်ဆိုင်ရတဲ့အချိန်မှာကိုကိုကိုတတ်တည်ခြင်းလောက်အောင်ထီလူတိုင်းစိတ်ညစ်ဖူးကြပါလိမ့်မယ်ဘာဘူးမှမတွေးနိုင်ပေစိတ်ထဲမှာဒီအကြောင်းတွေပဲအကြောင်းထက်နေပါလိမ့်မယ်ဖြေရှင်းနိုင်မဲ့နီလန်းထက်တင်းစိတ်တက်ကိုကြာစေမဲ့ဖီးအားတွေကသာနေရာယူထားပြီးအတွေးတွေကိုလွန်ကဲစေမိမှာပါဒီချိန်မှာတင်တွေးရမှာကဒီလိုအခက်ခဲတိုင်းဟာလူတိုင်းမှာလည်းရှိနေတယ်ဆိုတာမမေ့ပါနဲ့ ။တည်ရင်တက်ရှင်နေသည်များကာလာပတ်လုံးအခက်ခဲဒုက္ခပြဿနာပေါင်းစုံကတခုမဟုတ်တခုရှိနေတယ်ဆိုတာကိုမမေ့ပါနဲ့။ဖြစ်လာတဲ့ပြဿနာတိုင်းကိုခေါင်းရင်းနဲ့အချိန်ပေးစဉ်းစားပါ။ဘယ်အရာကိုမှတွေးကြောက်မနေပါနဲ့။လူတိုင်းကအကြောင်းမျိုးမျိုးကြောင့်ဒုက္ခမျိုးစုံရင်ဆိုင်နေရတာပါ။တင်းတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိထားလိုက်ပါ။ဘလို့အခက်ခဲပဲရှိနေပါစေရင်ဆိုင်မှာ။ပြေဝေနေခြင်းကတင်းအတွက်ရှုံးနေခြင်းပါပဲ။ဘဝမှာအခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါဘာလို့လဲမင်းဝန်ထုတ်မနေပဲ။ဘလို့စူးစမ်းရမလဲဆိုတာစဉ်းစားလိုက်ပါ။ ီမန်းချက်တွေပြတ်သွားရင်ဘဝတစ်ခုလုံးပျက်စီးသွားနိုင်တယ်။ဒါကြောင့်အခက်ခဲတွေနဲ့ဘလို့ပဲကြုံတွေ့နေပါစေဒီမန်းချက်တွေမပြတ်ပါစေနဲ့။အာတင်ထားဘဝနဲ့ရင်မိရလိုက်တဲ့သင်ခန်းစာတွေကခံရတဲ့အချိန်မှာခါတိပေမဲ့အချိန်ချင်းမှာထူမြင်လာမှာပါ။ဥတ္တမိုးကိုနားမလဲတဲ့သူတွေကိုအချိန်ကုန်ခံမနေနဲ့။အို့ပေါ်မှာတံမိုးထားတဲ့သူတွေကိုအချိန်ပေးအောင်မယ်။လူကိုမကြည့်နဲ့၊မူကိုကြည့်၊ရုပ်ကိုမကြည့်နဲ့အလုပ်ကိုကြည့်။အပြောကိုမကြည့်နဲ့မနှောကိုကြည့်။အတူမြင်မိမဲ့အမြင်မတူတဲ့အခါအဓိပ္ပာယ်ဟာလွဲမှားနေအောင်ပါ။